ဆိုင်က9နှစ်ရှိပြီပေါ့နော်9နှစ်ပြည့်တဲ့အချိန်ကမှဒါနောက်ထပ်တစ်ဆိုင်ထပ်ခွဲတာအဲ့တော့နောက်နှစ်တင်မှလည်းအမဆိုင်ခွဲတွေဖွင့်ဖို့ရှိပါတယ်ဟုတ်ပါတယ်အမတို့ကစကိုင်းမှာပေါ့နော်ကိုယ့်ရဲ့ရကန်းနဲ့ကိုယ့်ရဲ့ဒီဇိုင်းအနေနဲ့အမတို့ထုတ်ပါတယ်ဟုတ်ကဲ့အော်မိန်းကလေးအတွက်ဆိုရင်တော့ကျွန်တော်မျိုးလုံးထဲမှာတော့တော်တော်ကြီးကိုလှတကယ်တော်တော်ကြီးကိုလှဟိုမိန်းကလေးတွေဟိုအမျိုးသမီးတွေပေါ့နော်ဟိုကြိုက်နေတတ်မဲ့အဆင်တွေအများကြီးပေါ့ ဟိုကျွန်တော်ယောက်ျားလေးမျိုးလုံးအနေနဲ့ကြည့်ရင်တော့တော်တော်လှပါတယ်ဒီဆိုင်လေးကိုလည်းဟိုလာရောက်အားပေးပါလို့ကျွန်တော်ပြောချင်တယ်ငါအမဆိုင်မှာဘယ်လိုလဲဆိုတော့ထားတဲ့အခါမှာချိတ်တယ်မကအောင်တခြားပေါ့ daily wear တွေအားအစားအမစီစဉ်ထားတယ်။ဘာပဲဖြစ်ပေါ့နော်နောက်တစ်ခုကချိတ်ဆိုရင်လည်းလူရန်စာမျိုးစုံဝတ်လို့ရအောင်အမတောင်းကနန်းအနေနဲ့စပြီးတော့သိန်းကနန်းဒီစီစဉ်ထားပါတယ်။ ုတ်တယ်ဟိုဝင်လာနဲ့ဟိုညီမအစိုက်ကြီးတော်တော်များရယ်ပေါ့နော်ဟိုအောက်အောက်မှာဆိုလို့ရှိရင်လည်းဟိုချီတဲ့လေးလည်းရှိရဒီမှာဆိုလို့ရှိရင်လည်းချိတ်တယ်ရှိချိတ်တယ်ဆိုလို့စားစားရည်လည်းစုံနေဆိုတော့လေဟိုမိန်းကလေးအတွက်ဒီမှာဒီဒီဇိုင်းနဲ့မှအကုန်ရွေးချယ်เสียအများကြီးရှိရအဆင်ပြေပါလေဟုတ်ကောင်းပြဝေးပေးချင်ပါတယ်ဟိုရဲ့ချစ်ချစ်လေးနဲ့လိုက်တာလေးတွေ့ထားပြီလား ။အော်လိုက်တာတော့သူအကုန်လိုက်ပါ။တော်သားကျွန်တော်မျိုးလုံးနေပါမနော်။အကုန်လုံးလိုက်ပါ။အော်မျိုးသားဝက်တင်လို့ရှိရင်။ဟိုဒါကတော့ဒီချိတ်လိုင်းတွေပါကြတော့ဟိုကျွန်တော်တော့ကိုယ်မျိုးလုံးထဲမှာလိုက်မဲ့ဟာလေးတွေယူပြတယ်။ တော်တော်လေးပဝါလေးတွေအားစားပဲချိတ်ချိတ်တရားစားမြင်လိုက်တာနဲ့ဟိုဒီကုန်းတော့လေဟိုသူ့ရဲ့ချိတ်ဆိုလေဟိုနည်းနည်းလေးကြီးနေရတော့ကိုနဲ့ဝင်လိုက်ရင်လေ ဒီကောင်ကအရက်ပူတော့လေကိုစိတ်ထဲမှာလေချိတ်နေဆိုငါရက်ကြီးများပူသွားမလားနောက်ပြီးအကြီးကြီးများဖြစ်သွားမလားဆိုတဲ့စိတ်ဒါပေမဲ့သူ့ရဲ့ချိတ်ကလေးကိုဝက်လိုက်တဲ့ချိန်မှာအစင်ကအရမ်းလာလုံးတော့တပည့်ဒါလည်းကြိုက်တယ်ငါဒါလည်းကြိုက်တယ်အိန္ဒိယဆိုလို့နော်ကြောင်ညာရိုက်ဖို့အတွက်ဆိုတပည့်ရဲ့လုံးကဒီသုံးလေးတယ်လို့အကုန်လုံးကြိုက်နေရပေါ့နော်အဲ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 ့လိုလေးရွေးကြည့်အိမ်မှာဟာသအနော်လေးမှာနော်အနော်မှာလည်းဒါလည်းကြိုက်တယ်အကုန်လုံးကြိုက်တယ်ဆိုအိတ်တွေအကုန်လုံးဆွဲသွားပြီးအဲဝဲသွားတာအဲအဲ့လိုမျိုး တယ်အမတို့ကစကိုင်းမှာပေါ့နော်ကိုယ့်ရဲ့ရေကန်းနဲ့ကိုယ့်ရဲ့ဒီဇိုင်းအနေနဲ့အမတို့ထုတ်ပါတယ်အဲအားသာချက်ကကြတဲ့ခါကျတော့အမတို့ပေါ့နော်ကိုယ့်ရဲ့စိတ်ကြိုက်ဖန်တီးခြင်းတဲ့ဒီဇိုင်းတွေကိုအမတို့ကဖန်တီးပေးတယ်နောက်တစ်ခုကအသင်းအဖွဲ့တွေအတွက်ဆိုရင်လည်းအမတို့ကစင်တူအော်ဒါမျိုးလေးတွေကိုလက်ခံပေးပါတယ်ဟုတ်ပါဘူး မတို့ကရကန်းအပြင်နောက်တစ်ခါကျတော့ကွန်ပျူတာပန်းထိုးပေါ့နော်အချိတ်တွေကိုလည်းအမတို့ကအများဆုံးအဲထုတ်ပါတယ်အဲအချိတ်တွေပေါ့နော်ထုတ်တဲ့အချိန်ခါမှာသူတို့သားသူတို့သမီးတွေအတွက်ဆိုရင်အမတို့ကအဲမင်္ဂလာဆွမ်းကျွေးအတွက်ကောစိတ်ဆက်အတွက်ကောပေါ့နော်မင်္ဂလာဆောင်အတွက်ကောကိုလည်းအဲကိုယ့်ရဲ့ကိုကြိုက်တဲ့ဒီဇိုင်းတွေအမတို့ကစီစဉ်ဖန်တီးပေးပါတယ်နှစ်ဖက်မိဘတွေအတွက်ဆိုရင်လည်းမတို့ကစင်တူအော်ဒါလေးတွေထိုးပေးပါတယ်အဲ့တော့ကိုကိုကြိုက်တဲ့အရောင်ကာလာတွေကအစားအမတို့ကဆက်ပေးတာပါကိုပိုင်ဒီဇိုင်းလိုချင်ရှင်လုံးခံပါပဲဟုတ်ပါတယ် two one ဒီခုချိန်တော့စတဲ့ကရွှေလုံးခပေါ်တဲ့ကြည်တယ်ဆိုပြီးခန္ဓာတော်ဝါဆိုပြီးဂုံယူတော်ခွင့်လက်ချောင်းကြီးကြားပါလေခင်ဗျာအာဟုတ်ကဲ့ရှင်လုံးခပိုးတဲ့ချီတယ်ခုထပ်ပို့ပြီးတော့အများကြီးအောင်မြင်ပါစေဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေရှင်ဟုတ်ကဲ့ ဆိုင်က9နှစ်ရှိပြီပေါ့နော်9နှစ်ပြည့်တဲ့အချိန်ကမှဒါနောက်ထပ်တစ်ဆိုင်ထပ်ခွဲတာအဲ့တော့နောက်နှစ်တင်မှလည်းအမဆိုင်ခွဲတွေဖွင့်ဖို့ရှိပါတယ်အဲရွှေလုံးကဘလို့ပြောအောင်မြင်လားဆိုတော့စူးစမ်းရတာပေါ့နော်အဓိကကတော့စိတ်ကောလူရောပြင်ပန်းခံပြီးတော့စူးစမ်းခဲ့တာပါဟုတ်ပါဘူးစေတနာကောင်းရင်ကံကောင်းတဲ့တမီးရယ်နော်နောက်တစ်ခုက customer ပေါ့ customer တွေပေါ်မှာအမကအဓိကတော့ပေါ့နော်ယုံကြည်စိတ်ချရအောင်ဝန်ဆောင်မှုတွေအကုန်လုံးစီစဉ်ပေးတာပေါ့နော်အဲ့ဒီအတွက်ကြောင့်ပါ ဟယ်လိုတွေ့ရလဲဆိုခုနလိုပဲညီမတို့အပွဲတက်သမားရေအရဒီဇိုင်းလေးကပို့ပြီးတော့ပို့အဆင်ပြေသွားပါလက်ဆရီလက်ဖြစ်တော့အခါကြောင့်လေဟိုပွဲတက်တယ်ဒီအခုဒီအချိန်မှာဆိုလို့ရှိရင်ဆယ်လာပိုင်းဖြစ်တော့ဘင်္ဂလားပွဲကြီးလည်းများမယ်အဲ့ဒီအတွက်ဒီမှာလိုအပ်လို့ရှိရင်ဒီဇိုင်းလေးမှာအကုန်ရှိရဲအကုန်ရှိရဒီဇိုင်းလေးမှာပဲဒီဇိုင်းလေးမှာပဲလာဝယ်လို့ရပါတယ်ကိုကို customer တွေအများဆုံးက ပြောရမယ်ဆိုရင်ကွာ အမမိုးလို့အားပေးတာဆိုတဲ့ဟာလည်းရှိတယ်။အဲရွှေလုံးခါမက်တဇင်ကိုချစ်လို့ပေါ့နော်။အဲအဲ့လိုအားပေးတယ်ဆိုတာလည်းရှိပါတယ်။အဲနောက်တစ်ခုကြတဲ့ခါကျတော့အဲ customer တွေကအဲဘယ်လိုပြောမလဲဆိုတော့အမရဲ့ဝန်ဆောင်မှုတွေကိုကြိုက်တယ်ပေါ့နော်။ဟုတ်တယ်။အမငွေလုံးတွေကဘယ်လောက်လောက် အဲအမစီမာတော့လေချိတ်နဲ့ချိတ်နဲ့ရောပေါ့နော်အမကအမဆိုင်မှာဘယ်လိုလဲဆိုတော့ထားတဲ့ခါမှာချိတ်တင်မကအောင်တခြားပေါ့ daily wear တွေအားအစားအမစီစဉ်ထားတယ်။ဘာပဲဖြစ်ပေါ့နော်နောက်တစ်ခုကချိတ်ဆိုရင်လေလူရန်စားမျိုးစုံဝတ်လို့ရအောင်အမတောင်းကနန်းအနေစပြီးတော့သိန်းကနန်းဒီစီစဉ်ထားပါတယ်။ဟုတ်။ဘာတောင်းကနန်းလေးတွေဆိုတော့လေတောင်းကနန်းလေးတွေဆိုတော့ဘာပြောလဲကိုက၁၀ရောက်လောက်ကတော့ရမယ်ဆိုလို့ရှိရင်ဘာပြောကိုယ့်ရဲ့ဆရာသမားတွေအဲမိဘတွေအဲအဲ့လိုမျိုးနေနေဆိုလို့ရှိရင်ဒါလေးဝယ်ပြစ်တာပါတကယ်။ အချိန်ထိ promotion နေတယ်။အမတို့အခုဒီနေ့ဆိုင်ဖွင့်တဲ့အချိန်ကနေစပြီးတော့အမတစောင်းတိုင်းထိကိုအမချစ်ရတဲ့ customer တွေအတွက်ကိုအမ promotion တွေအများကြီးစီစဉ်ထားပါတယ်။ဟုတ်ကဲ့ပါရှင်။ဟုတ်ကဲ့ပါရှင်။အဲဒါကတော့လိစာပါ။လိစာတော့ဒီမှာသင်္ကန်းကျိုးပေါ့နော်။သင်္ကန်းကျိုးမင်္ဂလာလမ်းမပေါ့။သူမင်္ဂလာလမ်းမပေါ့မှာအတရားသူလမ်းအရှိဒါတောင်းပါပဲတောင်းခွက်ပါပဲ။အဲ့မှာရှင်လုံးကဆိုဆိုင်ဖွင့်ကြီးကြီးပဲ။ ချစ်တော်လေးတွေကိုဒီဝင်းတို့ဒီမှာချိတ်နဲ့ပတ်သက်တာပေါ့နော်အမျိုးသမီးဝတ်တင်နဲ့ပတ်သက်ပြီးတော့စိတ်ချလက်ချနဲ့ပေါ့နော်ဒေးလီတူဝယ်လေးတွေလည်းရှိတယ်နောက်တစ်ခါအော်ချစ်တဲ့သူတွေအကုန်လုံးချိတ်နဲ့ပတ်သက်လာပြီးပေါ်ဝါလေးတွေနဲ့ပတ်သက်လာပြီးဆိုလို့ရှိရင်ရွှေလုံးခါကိုတင်ပြလိုက်ပါနော် အော်အမရဲ့ချစ်ရတဲ့ customer တွေအကုန်လုံးကိုတော့အမကပြောချင်တာကတော့ရွှေလွန်ခါကိုအစင်မြဲအားပေးနေတဲ့ချစ်သူတွေအတွက်ကိုရွှေလွန်ခါနေပြီးတော့အထူး special promotion တွေလည်းလုပ်ထားတဲ့အပြင်အစင်ဆိုင် design ဆန်းအရောင်ဆန်းများကိုလည်းဖန်တီးထားပါတယ်လို့ပြောချင်ပါတယ်။အဲ့တော့လာရောက်အားပေးကြပါအောင်လို့ပြောချင်ပါတယ်။ ဟုတ်တယ်ဟုတ်တယ်ပြီးတော့ဟိုဒီဒီဆိုင်ဆိုတဲ့ဒီအမက live လွှင့်ပြီးတော့လည်းအများတော့ခုထိတည်းရောင်းနေရတော့နိတော့နောက်ထပ်လည်းဟိုဆိုင်ခွဲရင်လည်းအများကြီးဖွင့်နိုင်ပါစေလို့လည်းဆုတောင်းပါမမဆိုင်လည်းပမာမမဆိုင်ရေးကြုံပါနော်ပြောပြလာအောင်လေရေးကြုံပါရေးကြုံပါ